ပိုကျော်အောင်ဆန်းပုံသူစီလီကွန်ရုပ်ထုကို ထုလုပ်ခဲ့တဲ့ပညာရှင်ဦးအောင်ကျော်ထွန်းကဒေါအောင်ဆန်းစုကြည်ရဲ့ပုံသူကိုလည်းထုလုပ်ဖို့ပြင်ဆင်နေပါတယ်ဦးအာကာသတင်းပေးပို့ထားပါတယ်ရှင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ပုံတူစီလီကွန်ရုပ်ထုကိုဩဂတ်လမှာစတင်ထုလုပ်ဖို့ပြင်ဆင်နေပါတယ်။ပထမဆုံးကိုရပိုင်းပုံတူကိုထုလုပ်ပြီးအရိကတဆင်တပေအရွယ်စီလီကွန်ရုပ်ထုကိုစမ်းသပ်ထုလုပ်ပြီးမှလူရွယ်စားတိုင်းထုလုပ်သွားမှာပါ။မိကခြေလန်းလိုက်ရင်ခြေလန်းခပ်ပတ်တော့နဲ့ခက်ကြဲကြဲလန်းတယ် ဟိုအားလုံးကတော့များသောအားဖြင့်မတက်ရက်နဲ့ဒီစတန်ဖူတွေပဲထူးကြတာများတယ်ကျွန်တော်ပထမဆုံးစားထူးမဲ့အယုတ်ကခြေလေးခြေလေးလှမ်းနေမယ်နောက်ပြီးခေါင်းလေးကဒီလိုဒီလိုလှည့်ကြည့်နေတယ်အယုတ်လေးကိုကြည့်မယ်အဲ့ဒါလေးကပါလဲဆိုတော့ကျွန်တော်က mother step ဆိုတဲ့နာမည်လေးနဲ့ကျွန်တော်စားထူးမှာပါသူ့ရဲ့ခြေလှမ်းတွေကဒီနေ့ထိတွက်လက်နေတယ်အသက်80 ကျော်တိတိုင်အောင်87ရှိတိတိုင်အောင်ခြေလမ်းနေရာတော့လက်နေတဲ့အတိုင်းပြီးအတွက်အရန်အလုပ်လုပ်နေတဲ့အားလုံးအားကြစေခြင်းတဲ့အတွက်ကြောင့်ဒီ master step အဲ့ရုပ်ထုလေးထူမှာပါဟုတ်ဆီလီကွန်ပညာရှင်ကွန်ချော်ထွန်းအနေနဲ့ပကြသေးခင်ကလည်းဘုကျောင်းဆန်းပုံတူဆီလီကွန်ရုပ်ထုကိုထုတ်လုပ်ခဲ့ပြီးဘုကျုပ်ပြတိုင်းမှာပြသထားပါတယ်အဲဘုကျုပ်ရုပ်ထုကိုကျွန်တော်တလပါတလပါဒီဂျွန်လာတလလုံးဒီဘုကျုပ်ရုပ်ထုထုတ်နေတာပါဟုတ်ကဲ့ မင်းကွန်ဆရာတော်ကြီးရှိပါတယ်မိုးကုတ်ဆရာတော်ဘုရားကြီးရှိပါတယ်တဲကုန်းဆရာတော်အခုတီးတူဆရာတော်ပေါ့နော်သူရဲ့ရုပ်ထုကိုလည်းကျွန်တော်ထုလုပ်ဖို့ရှိပါတယ်နိုင်ငံရေးနဲ့ပတ်ရဆိုရင်တော့အာဆရာကြီးတခင်ကိုတော်မိုင်းကျွန်တော်ထုပါမယ်ဆရာဆန်းတခင်ဖိုးလာကြီးအဲသူတို့ရဲ့ဆီလီကွန်ရုပ်တွေလည်းကျွန်တော်အ ਨੇ ဆုံးတော့ဒီပုံကိုယ်တွေရဲ့အရုပ်ကိုကျွန်တော်ထုလုပ်ဖို့ရှိပါတယ်ဟုတ်ဆီလီကွန်ရုပ်ထုတစ်ခုကိုကုန်ကျစရိတ်ချက်သိန်း30ဝီချင်းရှိပါတယ် ာရုဗေဒဘွဲ့ရာပကြီးပပုနဲ့မိတ်ကပ်ပညာရှင်ကောင်ကျော်ထွန်းအနေနဲ့ဆီလီကွန်ပြုတ်လုပုံထုတ်လုပ်ပုံတွေကိုတင်တဲ့တက္ကသိုလ်တွေမှာသင်ယူခဲ့တာမဟုတ်ပဲမိမိဘာသာလေ့လာဆက်သက်ခဲ့တာဖြစ်ပါတယ်အစလီကမြန်မာရဲ့ကိုတကယ်ဝါနာပါတယ်တကယ်ကိုစိတ်ဝင်စားပါတယ်ဆိုရင် ပထမအဆင့်ကတော့ဟိုအနုပညာတက်မြောက်ဖို့လိုပါတယ်ဒီပပုပညာပေါ့အဲဤပညာကျွန်တော်တို့ဆီလီကွန်ဆိုတာဤပညာပါအဲ့တော့ဒီအခြေခံကြတဲ့ပပုပညာကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ပြီးတော့ပုံ ซิลิคอนยกก็တော့ปုံตะบုံตูเดะลောက်เนี่ยตูตะโลโลဆိုไม่อยากตลอดเลี้ยวตูโบหลูบาเดอยูจ่ออ่ะซะเออပြီးတော့มาสเปนนี่ใส่อ่ะมาဖြစ်တယ်အဲ့ဒါကြောင့်မို့ဘဘူးပညာကိုတော်တော်จွန်းๆจริงๆตําเหมี่ยวဖို့အတွက်လေ့လာมาဖြစ်ပါတယ်အဲ့ဒါပြီးတော့มาတကယ်ဘဘူးရုပ်ထုတွေအရန်ကောင်းပြီဆိုရင်ကျွန်တော်ซิลิคอนปัญญาရက်ကိုဆက်လက်လေ့လာလို့ရပါတယ်ဟုတ်ပါ ဒါပြင်ဗိုလ်ချုပ်ကိုမျိုးဆက်သူတွေအမှတ်ရစီဖို့အတွက်လာမယ့်ဇူလိုင်လ19ရက်နေ့မှာတော့ရှစ်လက်မအရွယ်ဗိုလ်ချုပ်ပုံသူစီလီကွန်ရုပ်ထုပေါင်း90ကိုကလေးတွေကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အာကာပါ